မင်္ဂလာပါကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းက existential crisis ဆိုခေါ်တဲ့အကြောင်းကိုကျွန်တော်ပြောမယ်ဒါပေမဲ့တကယ်တကယ်ကျတော့ existential ဆိုတာဖြစ်တည်မှုပေါ့နော် crisis ဆိုတာအခက်အခဲအကြက်တဲ့ဒီဘက်ကအဲ့လိုဆောင်းလဲပေါ့လေဒါပေမဲ့ကျွန်တော်အဲ့ဒါကိုဘယ်လိုပါလာပြန်မှာမသိဘူးအဲ့ဒါကြောင့်မလို့ကျွန်တော် ဘဝပန်းနိုင်ဆိုတာပါလဲဆိုရဲအဲဟိုအကောင်းစင်းတယ်ကျွန်တော်ပြောမယ်လို့စိတ်ကူးမယ်အဲ့တော့ကျွန်တော်အဲ့ဒါကိုဒီအကြောင်းကိုဘာကြောင့်ပြောဖြစ်လဲဆိုတော့ဟိုရှင်းပြဟိုကျွန်တော် social obligation ပေါ့နော်ကျွန်တော်တီးတဲ့ဥစ္စာကိုကျွန်တော်ညဝင်ပေးချင်တဲ့စိတ်ကလွယ်လို့တခြားဘာမှမရှိပါဘူးအဲ့တော့ကျွန်တော်ပြောတဲ့ topic တွေကဟိုလူကြိုက်များတဲ့ topic တွေလည်း ဟုတ်ချင်တယ်ဟုတ်ချင်မှလည်းဟုတ်ပါတော့เนาะဒါပေမဲ့ကျွန်တော်ကြိုက်တဲ့ topic တွေကိုကျွန်တော်ပြောတာပါပြောတဲ့ဥစ္စာလည်းဟိုနားထောင်တဲ့အုပ်စုရဲ့မှာ group တွေရှိခြင်းရှိမှာပေါ့เนาะအဲ့ဟိုဟိုဘယ်လိုခေါ်မလဲခံစားနိုင်တဲ့လူတွေနားထောင်နေခြင်းတဲ့ရည်ရွယ်ချက်တွေပေါ့เนาะဂျင်ဘတ်တူတဲ့လူတွေရှင်ရှင်နားထောင်နေတဲ့ရည်ရွယ်ချက်တွေဝေမျှပေးရသွားပါပဲအဲ့တော့ဒီကျွန်တော်ဟိုဒီစေပညာဘက်ကနေပြီးတော့ခွဲထက်ပြီးတော့ကျွန်တော်ဒီနေ့ပြောချင်တာပါလဲဆိုတော့လူဘဝရဲ့ အတိတ်ပဲပေါ့နော်လူဘဝဆိုတာဘာလဲပေါ့နော်လူဘဝရဲ့ပန်းတိုင်းသို့မဟုတ်လူဘဝရဲ့အင်္ဂလိပ်လိုခေါ်တော့ purpose of life လို့ခေါ်တာပေါ့ဗျာနော်ကျွန်တော်လူဖြစ်လာတယ်လူဖြစ်လာတယ်ဆိုတာဘာဘာဖြစ်ဖို့ဘာအတွက်ကြောင့်မလို့ကျွန်တော်လူဖြစ်လာလဲဆိုရင်အကြောင်းကျွန်တော်ဒီနေ့ပြောပြအောင်ရည်ရွယ်ပါတယ်အဲတော့ဒါကိုစာနဲ့ညီမယ်ဆိုရင်လည်းဘယ်သူမှတိတ်ပြီးတော့ဟိုအရှိန်ကြီးဖတ်မှာမဟုတ်စကားပြောရဲဆိုရင်တော့လည်း ဟိုနားထောင်နေတဲ့သူကအသားလေးဖွင့်ပြီးနားထောင်လို့ရမယ်နော်အဲ့လိုပြောတတ်တယ်ကျွန်တော်ပြောတာပါအဲ့တော့အဲအဲ့လိုကျွန်တော်ဘဝရဲ့ပန်းတိုင်းတော့ purpose of life ပေါ့နော်လူဖြစ်လာခြင်းကဘာဘာအတွက်လဲပေါ့နော်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်ဟိုဟိုပြောတဲ့အခါမှာကျွန်တော်အနေနဲ့ကျွန်တော်မပြောပါဘူးကျွန်တော်ဘာမှမဟုတ်တဲ့ဆိုကြောင့်မဟုတ်ကျွန်တော်အနေနဲ့ကျွန်တော်ပြောခဲ့တယ်ရှိတော့ဟိုဒါကကျွန်တော်ရဲ့အယူဆပဲဖြစ်မယ်လေနော်အဲ့တော့ ဒီကဘာကျော်ပုဂ္ဂိုလ်ကြီးပေါ့နော်အဲ့ပုဂ္ဂိုလ်ကြီးတွေဟာသူတို့ရဲ့ဟိုဟိုဟာပေါ့သူတို့ရဲ့အမြင်ပေါ့နော်သူတို့ဘဝမှာဘယ်လိုနေသွားလဲဆိုရဲအဲပုံစံကိုကျွန်တော်ကသူတို့သူတို့ရဲ့ပြောစကားတွေသူတို့ရဲ့အထုပ်ပတ်တီတွေကိုကျွန်တော်ဖတ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ share လုပ်တာပေါ့နော်အဲ့တော့ဒီဟာအခုဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းဆိုရင် Leo Tolstoy ဆိုတာကျွန်တော်အင်္ဂလိပ်လိုကတော့ Leo Tolstoy လို့အတန်းထွက်တယ် ရုရှားလိုကတော့ဘလို့ထွက်လဲကျွန်တော်မပြောတော့အဲ့တော့ကျွန်တော် pronounce မလုပ်တော့မထွက်တတ်တဲ့အသံကိုကျွန်တော် pronounce မလုပ်တော့သူက1828ကနေ1930ခုနှစ်အထိနေသွားတဲ့ကဘာကျော်ကန်နဝေစာရေးဆရာကြီးတယောက်ဖြစ်ပါတယ်နော်ရုရှားနိုင်ငံမှာမွေးနော်အင်မတန်မှချမ်းသာတဲ့နော်သူကတကယ်ကကောင်းလို့ခေါ်တာပေါ့နော်မျိုးစားလို့မျိုးပေါ့နော်အဲ့လိုမျိုးပုံကိုကြီးတယောက်ပါအဲ့တော့သူ့ရဲ့ဘဝအမြင်ကိုကျွန်တော် ဟို share လုပ်ပေးတာပေါ့နော်အဲ့တော့ကျွန်တော်ပြောတဲ့အထဲမှာဒါဟို factual ပေါ့နော်ဟိုတကယ်သူ့ရဲ့ဟာဟိုသူ့ရဲ့ဟိုဟာဘဝစကြောင်းပြောတယ်သူဘယ်လိုနေသွားတယ်ဆိုတာအဲ့ဒါကိုကျွန်တော်တို့ကအဲ့ဒီကနေပြီးကျွန်တော်ဘယ်လို lesson learn လုပ်လို့ရလဲသူ့ဆရာဘယ်လိုအတွေ့ယူလို့ရလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီနေ့ပထမဆုံးစိတ်အဟာရအနေနဲ့ကျွန်တော်ပထမဆုံးမိတ်ဆက်ပေးလိုက်ပါတယ်နော်အဲ့တော့ကျွန်တော်ကြည့်အောင်ဒီ လီယိုတော့စတိုင်ပေါ့နော်ကျွန်တော်အင်္ဂလိပ်အတန်တန်းနဲ့ပဲကျွန်တော်ပြောပါမယ်အဲ့တော့လီယိုတော့စတိုင်ဟာသူကရုရှားနိုင်ငံမှာသူကဇာဘင်နေရဲ့ခင်မှာမွေးဖွားလာခဲ့တာပေါ့နော်1820ကျော်ဆိုတော့အဲ့ချိန်ကဘရီဇီခင်ပဲရှိပါသေးတယ်အဲ့တော့သူကအင်မတန်မှဟိုနယူးယောက်ကုန်းလည်းကောင်းတယ်ပတ်စံချမ်းသာကြွယ်ဝပြီးတော့ပညာတတ်တဲ့တိုင်ဝမ်ကနေမွေးဖွားလာတယ်ပြောချင်တယ်အဲ့တော့သူကိုယ်တိုင်ကလည်း တိတ်အသက်ခတ်ဟောနော်1956တောင်မှာဘောသူကနာမည်နာမည်ကြီးနေနော်ဒီစာရေးရမှာသူကအရန်ကောင်းတယ်နော်ကန်လုံးဝင်စာပေရေးနိုင်တယ်နော်သူ့ရဲ့အရန်နာမည်ကြီးရဲ့ဟာတော့စာဖတ်တဲ့လူအားလုံးသိမယ်ဆရာများတန်းတင်ပါလားပြန်လဲ Warren Peace နော်စစ်နဲ့ငင်းကြင်းရင်းဆိုတဲ့အဲစာအုပ်ကြီးဖြစ်ပါတယ်နော်ဒါကန်လုံးဝင်ပဲ classic နော်တကဘာလုံးအောင်ကိုလေးစားရတယ်ဒါပေမဲ့သူ Nobel ဆုတယ်ရမှာတော့ဘူးဗျာ ဲ့ဒါဘာကြောင့်လဲတော့ကျွန်တော်လည်းမသိဘူးပေါ့လေအဲ့တော့ဒါပေမဲ့အဓိကအဲ့မှာကျွန်တော်ဘာပြောချင်လဲဆိုတော့ဒီ existence existential crisis လို့ပြောတဲ့ဥစ္စာပေါ့လေတကယ်ကတော့ existential crisis ဆိုတာ existential ဆိုတာဖြစ်တည်မှုပေါ့နော် crisis ဆိုတာပြိပက်ကလို့အဆင်မပြေမှုပေါ့နော်အဲ့တော့ तू ဟာအဲ့ဒီဟာကိုရင်ဆိုင်ရတယ်အဲ့တော့အဲ့ဒီအကြောင်းကိုကျွန်တော် share လုပ်ချင်တာပါအဲ့တော့ तू ကအရန်အောင်မြင်လာတယ်နော်ငွေကြေးရလဲလို့ကြာ တို့လေးသိမရှိဘူးဘဝမှာအကုန်ပြည့်စုံတဲ့အချိန်မှာ तू တွေးလာတယ်နော်ပါတွေးရဲဆိုတော့လောကကြီးမှာလူတွေဖြစ်လာတဲ့ဥစ္စာပြီးပဲချက်ကဘာအတွက်လဲဆိုတွေးရတဲ့အခါမှာ तू တော်တော်လေးအုံနောက်ချောက်တယ်အဖြေရှာလို့လည်းမရအောင်အဖြေရှာလို့မရတော့အဲ့ချိန်မှာ तू သူ့ဘဝမှာလူတွေသိမရှိဘူးအောင်မြင်နေတဲ့အချိန်ရှမ်းရှမ်းတောက်ပြတ်နော်အရင်အောင်မြင်နေတဲ့အချိန်အဲ့မှာ तू ဘဝဘာကိုသွားသတိထားမိလဲဆိုတော့တာမန်လည်းလို့တဲ့စာရီက ပိုပြီးစိတ်ချမ်းသာတာကို तू တွေ့ရတယ်။ तू ကစိတ်မြင့်ချမ်းသာအောင်เนาะ။ तू ကစိတ်မြင့်ချမ်းသာအောင်။စိတ်မြင့်ချမ်းသာအောင်ဆိုတာ तू တော့အောင်မြင်နေမဲ့ तू စိတ်ထဲမှာစိတ်ငြိမ်ချမ်းမှုမရဘူးဗျာ။အဲ့တော့ तू ကဒီတာမန်အလုသမားတွေ present လို့ခေါ်တာပေါ့နော်။တာမန်အလုသမားတွေဒီလိုတွေကစိတ်ချမ်းသာတယ်။เนาะဒီလို present နေရှိเนาะအဆင်ပြေတဲ့လူတွေကစိတ်မြင့်ချမ်းသာအောင်ဆိုတာ तू တွေ့။တွေ့တဲ့အခါကျတော့ तू ကဒီဟာကို तू ကတကယ်ပညာရှိမှာเนาะကျွန်တော်နောက်မှာသူ့ပုံရှိရတယ်။အဲ့တော့ ဆိုတော့ तू ကဤသုံးမျိုးနဲ့ तू ချိန်ကတယ်နံပါတ်1ကသိပ္ပံပညာဤပေါ့လေဒုတိယကတော့ philosophy လို့ခေါ်တဲ့เนาะ philosophy ပေါ့เนาะဒီဟိုဟာပေါ့အအတွေးခေါ်เนาะနေနည်းနဲ့ तू ဟိုဟာ approach လုပ်တယ်တတိယကတော့ဘာသာရေးနဲ့ तू approach လုပ်တယ်သုံးခုနဲ့ तू ကြည့်တယ်အဲ့တူဘာသာတွေ့လဲဆိုတော့သိပ္ပံပညာတွေပေါ့လေအဲ့ခေတ်မှာကတူကတကယ်ခင်မီသူစာလဲတက်တယ်ဆိုတော့ညာ ိုးဆိုဟိုဆိုခရတီးဆိုပလေတိုးဆိုကတော့အဲ့ကနေစရဲဖီလိုဆိုဖီတိတ်ပံအရစ္စတိုတောဘာညာအကုန်လုံးကတိတ်ပံပညာကြီးဖီလိုဆိုဖီကယ်ဥစ္စာကြီးအဲ့ဒါကြီးသူသူဒေတာလေးလာကြည့်တော့လေသူအဖြေမရဘူးဗျနော်နံပါတ်1ကတိတ်ပံနဲ့ပတ်သက်ပြီးတော့စိတ်ငြိမ်းချမ်းမှုတက်ကိုသူရှာတဲ့အခါမှာသူမတွေ့နော်တိတ်တိတ်ပံအဲ့ခေတ်ကတိတ်ပံပညာပါလေနော်အခုခေတ်ဆိုတော့ပို့ဆိုးတယ်အမှန်တရားအခုခေတ်မှာလည်းတိတ်ပံပညာနဲ့ စိတ်ငြိမ်းချမ်းမှုရှာရင်လုံးဝမတွေ့နိုင်ဘူးဒါကျွန်တော်ကျွန်တော်ဒါကတော့ကျွန်တော်ကိုယ်တွေကျွန်တော်အယူဆပြောပြတော့သိက္ခာမြင်ရတယ် sorry you cannot find peace with science you know right okay နောက်တစ်ခုကပါလဲဆိုတော့ philosophy ပေါ့နော်အဲ့တော့ philosophy ခေါ်တဲ့အတွေ့အခေါ်နော်ပညာနဲ့ philosophical ဒီပေါ့ဗျာနော်အကျိုးနဲ့အကြောင်းယုတ်တိတိုင်းမတိုင်းနဲ့တွေ့တဲ့အခါမှာလဲတစ်ဖက်ဖက်တော့ဖြစ်နေနော်နောက်ဆုံးမှကြတော့ဒုံရင်းဒုံရင်းပဲနော်လူဘဝကြီး နော် purpose of life လို့ခေါ်တဲ့ဘောလူဘဝပန်းတိုင်းကမှုလူဘဝလူတယောက်ဘဝရည်ရွယ်ချက်ကိုသူမတွေ့အဲ့ခါကျတော့သူဟိုလှည့်လဲဆိုတော့ spiritual ဘောကြီးအဲ့တော့စိတ်ဝင်ခြင်းနဲ့ပတ်ပတ်သက်တဲ့ဘာသာရေးပဲကိုသူလှည့်တယ်အဲ့တော့ဘာသာရေးနဲ့ပတ်သက်လို့သူကသူကတကယ်က orthodox christian ဘောနော်ရုရှားမှာရေးခြင်းဟာ christian တွေက orthodox christian တွေများတယ်ဆိုတော့ပထမဆုံးသူစာဖတ်တာ bible ပေါ့လေအဲနောက်ပိုင်းကျတော့သူကနော်ဒီ islam ရဲ့ quran နဲ့သူဖတ်တယ် အဲ့တော့ခါဒီ Hindu ရဲ့ scripture စီလည်းဖတ်တယ်ဗုဒ္ဓဘာသာရဲ့ကျင့်စဉ်လည်းဖတ်တယ်အကုန်လုံးသူဖတ်တယ်အကုန်လုံးကိုသူဖတ်ပြီးတော့မှသူနည်းနည်းရေးရေးတေးတေးတွေးမိတာပါလဲဆိုတော့ဒီစိတ်နိဘာသာရေးအဆုံးမှတော့မဟုတ်စိတ်ဝိညာဉ်ပေါ့နော် spiritual နဲ့ပဲလူရဲ့စိတ်ဉာဏ်စိတ်ရဲ့ဘဝပိုင်နိုင်ရအိမ်မှာရှိတယ်ဆိုတော့သူကတွေ့တယ်ဒါမဲ့တခါသူ့ရဲ့အတွေ့အမှာသူက ဟောနော်အဲ့လိုမျိုးတကယ်တော်တဲ့လူတွေကကြတော့သူတို့မှာတော်လှန်တဲ့အတွေ့အော်ရှိတွေ့ရတယ်ပေါ့ဗျာနော် revolutionary thoughts ရှိအဲ့တော့ तू ကတစ်ခါပြန်တွေ့တယ်အော်ဘာသာရေးမှာတွေ့ရအခါမှာ तू ကလက်ရှိဒီနော် तू အဲ့ဇာဘီနဲ့ထဲမှာပေါ့နော် तू သူ့အတွေ့အော်တွေကဟိုယုံကြည်တာယုံကြည်တယ်ဒါပေမဲ့လက်ရှိအဲ့မှာဖြစ်နေတဲ့ဒီဒီ orthodox christian ဒီဇာပြင်းရဲ့လက်အောက်မှာရှိနေတာဟာတဲ့သူလက်သဘောထားချင်းတက်ဆိုင်မှုမရှိမရှိတဲ့အခါကျတော့သူ့ကိုရှင်းပြောရင်အဲ့ခရိယန်တာဝန်ကသူ့ကိုကျင်လိုက်ကျင်လိုက်တယ်ရယ်နောက်တစ်ခါ तू က तू ကအဲ့တော့ तू ကကျင်လဲကျင်မယ်တော့တိတ်ကြူးမဆိုင်အဲ့တစ်ဖက်ကလည်း तू ကယုံကြည်ရတော့လေဖះပါဘောနော် तू က direct ဟော तू က Jesus ကို तू ကယုံတယ်နော်ကြောင့်ဒါ over သို့တော်လည်းပဲ तू ကဒီကြားထဲကချက်ရှိဘာတွေညာတွေအဲ့တွေကို तू ကသိပြီးတော့အလေးမထားတော့ तू အယူဆအဲ့ခင်းနဲ့ဘလို့ကသူမခိုင်းဘူးဖြစ်အဲ့မှာနောက်တစ်ဖက်ကကြတော့လည်းတစ်ဖက်က तू ဟင်ဒူရဲ့ scripture တွေဖတ်တယ်နော် Islamic Quran တွေဖတ်တယ်အကုန်လုံးဖတ်ပြီး तू ကဘာဘာ तू သောက်သောက်ကောက်ချက်ချလဲဆိုတော့ဘုရားဘာသာပေါ့နော်အဲ့ဒါလည်း तू သိလာတယ်အဲ့တော့အားလုံးက तू ဘာကောက်ချက်ချလဲဆိုတော့ဒါတွေကိုဖတ်ပြီးတော့သိနေတော့လေဘုရားဟာ ဒီ purpose of life ကမရဘူးဒါအသိရရှိတယ်အဲ့တော့အဲ့ဒီအသိကိုမလုပ်အောင်လဲဆိုတော့ကျင့်သုံးအောင်ဟုတ်ပြီပါကျင့်သုံးမလဲဆိုတော့ तू ကနမတေ तू သူ့ရဲ့တော်လှန်တော်အတွေ့အခေါ်ပါလဲဆိုတော့ဒီဒူရီဟာရှင်းရှင်းပြောရင်ဒီသူ့ရဲ့ဒီ existential existential crisis ကိုခေါ်တဲ့စိတ်ထဲမှာဒီ လက်ရှိသူဖြစ်တည်မှုကိုသူမေခွန်းထုတ်တဲ့အကြောင်းဘာကြောင့်လဲဆိုတော့သူကမွေးလာတယ်မွေးလာပြီးရင်သူကတည်သွားတယ်အဲ့တော့မွေးလာပြီးတော့တည်သွားတာပြီးရင်ပြီးသွားဟာလားအဲ့ဆိုရင်သူရဲ့ဘဝရဲ့အတိတ်ပဲဘာဘာမှမရှိဘူးသူကလူဖြစ်လာတယ်အာလုံးပြပတ်စံနေရှာတယ်ဝေးကြီးကြီးရှာတယ်စပွဲကြီးဖြစ်တယ်ရန်ကြီးဖြစ်တယ်အာလုံးဖြစ်ချင်တာကြီးဖြစ်တယ်ပြီးတယ်ပြီးတော့တည်သွားတော့အာလုံးပြီးသွားဒါပဲလားအဲ့ဆိုရင်လောကကြီးကဘာမှအတိတ်ပဲမရှိဘူးအဲ့ဒီဟာတွေသူကစတော့အခုကြာတော့သူကအဲ့ ဒီစိတ်ဝင်နေမှိုင်းပေါ့ spiritual ဘိုင်းကိုသူတွားရတဲ့အခါမှာသူကမသွားတွေ့လဲဆိုတော့လောကကြီးမှာနံပါတ်1ကမေတ္တာဆိုတာအရေးအကြီးကြီးရဆိုတော့သူတွားတွေ့တယ်။ဒါအဲ့မေတ္တာဆိုတာကိုဗဇက်ကမေတ္တာလို့ပြောလို့မရဘူး။အဲ့မေတ္တာ ਨੇ တကယ်မေတ္တာကိုလူတွေကိုဘယ်လိုပေးမလဲ၊ပေးနိုင်မလဲ၊ပေးတဲ့အလုပ်တွေကိုသူလုပ်။နောက်တစ်ခုကဒီရုပ်ဝတ္ထုပစ္စည်းခင်တွေ့မှုကိုသူဆွတ်ခဲ့တယ်။အဲ့မှာသူအကြီးကျယ်တက္ကနာတွေတက်တယ်။ဘာလို့လဲဆိုတော့ဗဇက်ရန်ချတာတော့ ။ပတ်စံရန်ချမ်းသာတယ်။သူနောက်ဇနီးပေါ့လေ။သူအမျိုးသမီးဟင်းနေတယ်သူကအဆင်မပြေဘူးနောက်ပိုင်းကျ။ဘာကြောင့်လဲဆိုတော့သူကတဖြည်းနဲ့ဝယ်စားရတယ်ပေါ့လေ။တကယ်အဲ့အရင်ကခံခံရတာဝတ်တာလေးဟိုဖြစ်လို့ဝတ်တယ်။နောက်ကသူအဓိကပေါင်းတာဘယ်လိုနေပေါင်းလဲဆိုတော့ present လို့ခေါ်တယ်။အလုတ်သမားတာမန်လူရန်စားရတယ်ပေါ့။သူတာမန်လူရန်စားရတယ်သူအရင်သဘောကျတယ်။ဘာကြောင့်လဲဆိုတော့တာမန်လူရန်စားလက်လုတ်လက်စားတွေကပျော်နေတယ်ဗျ။ဘာလို့ပျော်လဲဆိုတော့သူတို့မှာရုပ်ပစ္စည်းမရှိဘူး။တစ်ပတ်တည်း မန်နစ်ကသူတို့ကရိုးရိုးပဲတွေ့တယ်ဟိုဆန်းဆန်းနေရှောက်မပြင်ဘူးသူတို့လှုပ်ရှားလှုပ်တယ်နောက်ချင်းရဲတဲ့လူတွေကချင်းချင်းတရားတရားမြေတားပို့ထားကြရတယ်နော်ပတ်စံချမ်းသာတဲ့လူတွေအကုန်လုံးပုံပြန်လှုပ်တယ်အဲ့ဒီလောကရုံနဲ့စိတ်ပေါ်သွားတယ်အဲ့ခါမှာ तू အဓိကသူ့ရဲ့ ideology ကဘာဖြစ်လဲဆိုတော့ तू ကလူတွေကိုမြေတားထားမယ်တန်းတန်းတော့ကူညီရမယ်နောက်ကလူတွေကိုတန်းတန်းတော့ပေးခြင်းအားဖြင့်သူကစိတ်ချမ်းသာမှုရတယ် by giving then only you have peace of mind not by taking ဆိုတော့အဲ့ဒီဥစ္စာတကယ်ကျွန်တော်အတွက်အရန်ကြိုက်တဲ့ဟွာပေါ့နော်အယူဆပါဗျာနော်ဘာလို့လဲဆိုတော့လူကအဲ့လိုလူကနံပါတ်1လူဖြစ်လာပြီးတော့အမုန်းတရားတွေနဲ့လူတွေကိုမုန်းတယ်ဗျာအစစ်ပွဲတွေဖြစ်မဲ့တတ်မယ်ဖြတ်မယ်ဆိုရင်စိတ်ကြီးရှိနေပြန်တာလို့အဲ့ဒီလူတွေကစိတ်ချမ်းသာမှုမရနိုင်အဲ့တော့စိတ်ချမ်းသာမှုရလိုတဲ့လူကဘာဖြစ်ရမလဲဆိုတော့မေတ္တာရှိရမယ်အဲ့ဒီမေတ္တာကိုလူတွေကိုပေးရမယ်ပေးတဲ့ဟာမှလည်းဟန်ဆောင်ပါဆောင်ပေးလို့မရအောင်တကယ်ကိုမေတ္တာကို တကယ်စိတ်ကျင်းစေတနာနဲ့မေတ္တာပေးရမယ်။နောက်နံပါတ်2ကပါလဲဆိုတော့ဟောပါဗျာဟိုလူနေလို့စားလို့ရဟင်လူဆိုတော်ကြီးပေါ့ဗျာ။ဟုတ်လား။အဲ့တော့လူတယောက်တောင်းလို့အခြေခံလူရစားကကြာလူတွေကတာမန်နေလို့စားလို့ရတယ်။သူကလုံလောက်ပြီဗျာ။အဲ့တော့ဟာချဲ့ပြီးတော့တခါတောင်းတော့ခန်းခန်းခန်းနာကြီးတယ်။အဲ့ဒါလေးနဲ့ဆိုတာဒါတွေကဟိုလူစိတ်ဟောပါဗျာ toxic ဖြစ်တဲ့ဟာတွေပေါ့လေ။အဲ့တော့သူအဲ့ဒါလေးကိုသူစွန့်လွှတ်လိုက်တယ် ဆိုတော့ဘရတကယ်ကိုတကယ်အခြေခံလုံးရတာဒီမဲ့သူနေပြီးတော့နောက်ဆုံးသူဆုံးရည်မှာသူ့ရဲ့အမျိုးသမီးနဲ့ပြဿနာပို့ပို့ပြီးတော့သူ့ရွှေမျိုးပဲနဲ့ဒီအရာနဲ့ပြန်ပို့ပို့ပြီးကြက်လာပို့ပို့ပြီးကြက်လာဘာကြောင့်တက်လာလဲဆိုတော့သူသူ့ရဲ့နေမုံထိုင်ဘုံကတကယ်သူ့ရဲ့ status ပေါ့ဗျာเนาะတကယ်ကန်နဝင်စာဆိုကြီးစာရေးဆရာကြီးလီယိုစတောစတရိုက်တောက်နေရာမဲ့ပုံစံမှာမနေဘူးလို့ ဒီသူ့ခက်ပြိုင်တိုင်ဝမ်ရတမှတ်တော့ဗျာသူ့မိသားစုတွေတွေ့ရပါတယ်အဲ့တော့သူကစင်းစင်းရဲနေပဲနောက်ဆုံးကွယ်လွန်သွားခဲ့တယ်အဲ့ဒါပါပဲအဲ့တော့သူ့သူ့ရဲ့ philosophy ကိုယူတဲ့လူတွေမှာမဟာတမန်ဂန္ဒီပါရဲဗျာနော်အဲ့တော့သူ့သူ့ကိုလေးစားတဲ့တစ်ကဘာလုံးကလေးစားတယ်လေးစားတယ်ဆိုတာသူ့ရဲ့စာပေကိုလေးစားတဲ့လူတွေများတယ်သို့တော့သူ့ရဲ့ philosophy เนาะအဲ့အမှာနောက်ထပ်အဲ့ဂန်ဒီတို့ပုဂ္ဂိုလ်တွေကနောက်ပိုင်းမှာထပ်ပြီးပေါ်လာတာလီယိုတောလ်စတိုင်းရဲ့ ideology ကြောင့်မလို့ဒီဒီလူတွေကဟိုပါပေါ့เนาะသူတို့ရဲ့ဟိုစိတ်ခွန်အားရပြီနောက်ထပ်เนาะအဲ့လိုမျိုးကဘာခေါင်းဆောင်ကြီးညာကြီးထပ်ပြီးပေါ်လာကြတယ်အဲ့တော့ကျွန်တော်ပြောချင်တာတော့ဒီလောက်ပါပဲအဲ့တော့ကျွန်တော်ပြောတာမဟုတ်ဘူးဒီဥစ္စာကြီးလီယိုတောလ်စတိုင်းဆိုတဲ့ ကဘာကျော်ကန်နဝင်စာရေးဆရာကြီးတယောက်တကယ်ရှိခဲ့တယ်သူ့ရဲ့ဘဝမှာသူ့ရဲ့အတွေ့အခေါ်သူ့ရဲ့အယူအဆကိုကျွန်တော်ကပြန်ပြီးတော့ share လုပ်ခြင်းဖြစ်ပါတယ်နော်အဲ့တော့အဲ့ထဲမှာမိတ်ဆွေတို့နဲ့တိုက်ဆိုင်တဲ့ဥစ္စာဆိုယူပါမတိုက်ဆိုင်ဘူးဆိုရင်လည်းကြော်သွားလိုက်ပါဒါပေမဲ့စိတ်ချမ်းသာမှုသို့မဟုတ်ဘဝရဲ့ပန်းတိုင်ကိုသိပ္ပံပညာနဲ့လည်းရှားလို့မရဘူးနောက်တစ်ခါဒီ အတွေးခေါ် philosophy ယုတ်တိပေတာအဲ့အနေနဲ့ရှာလို့မရဘူးစိတ်ဝိညာဉ်နဲ့ spirituality နဲ့မေတ္တာပေးခြင်းသူများကိုစံနာခြင်းတကယ်ဟာမဆောင်မနဲ့ဒီလူတွေအတွက်ကိုစိတ်နဲ့ဒီရိုးရိုးရှင်းရှင်းလေးနဲ့ကူညီခြင်းเนาะလူစားဆန်ခြင်းပေါ့ဗျာနောက်ဆုံးတော့လူစားဝါတာပါပဲเนาะအဲ့အတိုင်းပဲရရှိတိုင်းတယ်လို့ကျွန်တော်နားလဲပါတယ်အဲ့ကျွန်တော်ပြောတဲ့စကားဟုတ် ကြိုက်လို့ရှိရင်နားထောင်ပေးပါ။နောက်ကျွန်တော်မှာ YouTube channel လေးတစ်ခုကျွန်တော်လုပ်ပေးထားပါတယ်။အောက်က link မှာကျွန်တော်ချက်ပေးထားပါတယ်။စိတ်ဝင်စားရင်အဲ့မှာလည်းတက်ကြည့်ပေးနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။